ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုဆရာမင်းပိုင်စိုးဖြစ်ပါတယ်အဲကျွန်တော်ခုတစ်ခါမှတော့ကျွန်တော်မိတ်ဆွေတောက်ကြသားသမီးအားလုံးအတွက်16ရက်17လ2025ကနေ22ရက်17လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကန်ဒီမာဟောကင်းကိုကနာတခုစီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတောက်ကြသားသမီးတွေပေါ့လေအဲဒီတပတ်ကလာကဘလိုကန်ရလေးတွေကြုံတွေ့ရတယ်လဲပေါ့နော်အဲ့တော့ရှေ့ပုံရှေ့ကန်ကြီးမားတဲ့သူတွေဆိုရင်ထေစုဤပေါ်တဲ့ကိန်းမှာပါတော့ ဝါသနာပါလို့ကန်ဆန်းခြင်းတပါဆိုရင်တော့ထီထိုးပြအောင်ထိုးပေးစေခြင်းနဲ့အဲကဏ္ဍလေးလည်းပြေးမယ်ဗျာပေါ့အောင်လည်းတယောက်တော့ပါနော်အဲ့တော့ဘာကဏ္ဍထိုးရမလဲဆိုတော့ဘာကဏ္ဍမဲ့ထိုးလို့ပါတောက်ကြသားသမီးတွေထိုးမယ်ဆိုရင်သူကအပူတွေအခွားတွေမင်းမလေးထိုးရင်ပိုကောင်းတယ်လို့ခေါ်တယ်ထီစုကြီးထိုးပြအောင်ထိုးပေးနော်နှလုံးတော့သွားမထိုးပါနဲ့နော်အဲ့တော့ထီထိုးမယ်ဆိုလို့ရှိရင်ငါးဆားခုံဆုံးသို့မဟုတ်သုံးညဆားသုံးညဆုံးအဲ့လိုခါလေးတွေထိုးမယ်ဆိုရင်ပိုပြီးတော့ကောင်းမယ်လို့အကြံပေးခြင်းနဲ့နော်အလုံးနဲ့ဆက်ပြီးပြောကြပါတော့ဗျအဲတောက်ကြသားသမီးတွေဒီတစ်ခါကလာမှာ ရာလူတို့တဲ့အနေထားလေးတွေကြုံရတတ်တယ်ဆိုတော့ဝန်ထမ်းတွေတာဖြစ်ခဲ့မှာဆိုတော့ရာလူတို့တဲ့ဆိုတော့ကောင်းတာပေါ့လေနော်အဲ့တော့ရာလူတို့ဆောင်ပွဲဖြစ်လာတဲ့သူတွေဆိုရင်ဒီကလာမှာရာလူတို့တဲ့အနေထားလေးတွေရှိတယ်တခုရှိတာကဒီကလာမှာဝန်ထမ်းဖြစ်စေကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်တဲ့သူဖြစ်စေပေါ့နော်လက်ရှိလုပ်တဲ့အလုပ်လေးတွေမှာအခက်အခဲလေးတွေပြဿနာလေးတွေကြုံရတတ်ခြင်းရှိနေတယ်အဲ့လိုရှိလို့လက်ရှိလောက်ကိုရက်ခံလိုက်ပြီးတော့နောက်လို့တစ်ခုပြောင်းကျင်ရွှေ့ကျင်တဲ့စိတ်လေးတွေပေါ်လာမှာပေါ်လာမှာတေချာတာပေါ့အဲ့လိုပေါ်လာခဲ့လို့ရှိရင် လက်ရှိလုပ်တဲ့အလုပ်ကနေနောက်တစ်ခုပြောင်းရင်ကောင်းလားမေးလို့ရှင် လုံးဝမကောင်းဘူးမပြောင်းအောင်နော်ပြောင်းမဲ့သိရှိတော့ပုံညံ့တဲ့အညံ့တစ်ခုနဲ့ရင်ဆိုင်မဲ့ကိန်းတွေမှာပါလို့မမေ့ပါနဲ့အဲ့တော့ဝန်ထမ်းတွေဆိုလို့ရှင်လည်းတစ်ဖက်မှာအဲပင်မန်းသလောက်ပေါ့နော်ကိုယ်စိတ်ထဲမှာကိုကအရင်ပင်မန်းနေဒါပေမဲ့ကိုရတဲ့ဟာကကိုပင်မန်းတာနဲ့မကိုက်ညီဘူးပင်မန်းသလောက်အကျိုးခံစားဝင်မရဘူးအဲဒါမျိုးလေးတွေဖြစ်လာမယ်လုပ်ဖို့ကိုင်းမဲ့အချင်းချင်းတိုက်ခိုက်မှုတွေမနာနိုးမှုတွေကြုံရတဲ့ကိန်းရှိတယ်အဲ့ဒါလေးကိုစိတ်ဖိအားလေးတွေမခံနိုင်တဲ့အခါမှာပေါ့နော်ပြောင်းရင်ရွှေ့ကျင်တဲ့စိတ်တွေပေါ်တဲ့ပေါ်လို့ပြောင်းရင်ပိုဆိုးသွားတာပေါ့ မစိုးလို့လေဆိုရင်ပြောင်းလိုက်ပြီးကမှတခြားအလုပ်တစ်ခုအလုပ်တစ်ခုရှာလို့မရတာတို့အလုပ်တစ်ခုရဖို့အချိန်တွေပြန်ဆောက်ရတာတို့အဲဒါမျိုးတွေဖြစ်တဲ့ကိစ္စမှာပါလို့မပေါ့နဲ့ဗောနော်ဂယူးဆိုင်ပြပါကြအဲ့တော့ကိုပိုင်စီဝိုင်းလုပ်ငန်းလောက်ကနေတဲ့သူတွေဆိုရင်တော့ဒီကလကမြေရောင်းဝယ်တဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်ရင်အရင်အကျိုးပေးတာပဲကြာနော်အဲမြေရောင်းဝယ်လို့လို့တအားကောင်းတယ်ပယ်ပြောင်ပွဲုံလုပ်ငန်းပွဲစားလုပ်ငန်းပါပါဗမာနဲ့စားတဲ့လုပ်ငန်းတွေကတော်တော်လေးအကျိုးပေးတာသူကတွေ့ရတယ်ဒါအပြင် တွင်းထပ်ပစ္စည်းတွေပါတယ်ပေါ့ဒူဖော်တာမျိုးတွေဆိုရင်ဒီကလာမှာအောင်တယ်ဆိုတဲ့အနေထားတွေပေါ့ဥပမာရန်နေပါတယ်တွေ့လို့ရှိရင်ဒီကလာမှာအောင်မယ်ရွှေတွေပါတယ်တွေ့လို့ရှိရင်ရွှေရောတွေပါတယ်တွေ့ပြီးအောင်ပြီဆိုတဲ့အနေထားတွေအားကြောင်းဝကြားတာလေးတွေဖြစ်တော့အဲတော်တော်လေးတော့အားကောင်းတယ်ဗျာနော်တစ်ဖက်မှာလည်းကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေဒီဘုဒ္ဓဂုဏလို့ခေါ်တဲ့ရေပေါ့နော်အဲဒုက္ခပေးတာကြောင့်ပျက်စီးဆုံးရှုံးသွားတာမျိုးတွေဖြစ်တဲ့ကိန်းပါတယ်ဥပမာအဖြစ်မိုးရံသက်ထန်လို့ဆိုပြီးတော့ရေတွေများပြီးတော့ကိုယ့်ရဲ့စက်ခင်းတွေပျက်စီးသွားတာမျိုးတို့ တချို့ကရေတွေတက်လာလို့ဆိုပြီးကိုယ့်ရဲ့နေရာထိုင်ခင်းတွေပါသွားတာတို့အဲဒါမျိုးလေးတွေအစားဖြစ်ရတဲ့ gain ရှိတော့တခြားတော့သတိထားပေးမယ်ခရီးတွေပါတယ်သွားတဲ့အခါမှာရေလန်းခီးလုံးဝမသွားပါနဲ့မသင့်တော့ပါဘူးနော်ဘေးရန်တွေလေးတွေရှိတာဖြစ်တဲ့အတွက်သတိထားပါလို့ဆရာအနေနဲ့အကြံပေးလို့ရတယ်ဗျနော်နောက်တောက်ကြတန်သမီးတွေငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စလေးကိုစက်ကြည့်တဲ့အခါပေါ့ငွေကြေးကံလေးတွေကဒီကာလမှာတခြားနေနေတဲ့ဆိုင်တော့တောက်ကြတန်သမီးတွေကအများကြီးတာတာပေါ့လေနော်ဆိုတော့လုံးဝကြီးတရားရံကတော့ကြီးကံကောင်းနေတာမျိုးလည်းမဟုတ်ဘူးလက်ပိတ်နေတဲ့ကိစ္စဆရာမမြင်မိဘူး ဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်ဖြစ်ပြီးတော့ဖြစ်နေတဲ့ game ထဲမှာသွားပါတာပေါ့အဲ့တော့ရတဲ့ပတ်စံလေးတွေပုံမြဲရှင်းနေဆိုရင်အဖတ်တင်တာလေးတွေတခုလောက်ထားမယ်ဆိုရင်ပို့ပြီးတော့အသင့်တော်တယ်လက်ထည့်ထားလို့ရှိရင်ကုံမှုအကြောင်းလေးတွေဖန်လာတယ်ဗျမနဲ့ဝင်မြင်ညနေဆိုမရှိတော့ဘူးတွက်လိုက်ရင်တော့စိနေတာမျိုးလေးတွေဖြစ်တဲ့ game ရှိလို့နော်အဲ့တော့မြေတွေပါလေဝင်မယ်ဆိုလဲဝင်ပေါ့နော်အဖတ်တင်တာလေးတွေလောက်မယ်ဆိုရင်ပို့ပြီးတော့ကောင်းတယ်ပြီးတော့တောက်ကြတာသမီးတွေကျမ်းမာရင်းနဲ့ပတ်သက်ရင်ဘာဖြစ်တယ်လဲပေါ့သွားတဖုံနဲ့ပတ်သက်တဲ့ယောဂါလေးတွေဖြစ်တာသွေးတို့စီးတို့နဲ့ပတ်သက်တဲ့ယောဂါလေးတွေဖြစ်တဲ့ အမျိုးသမီးတွေဆိုတော့သွေးသားဓမ္မရာတအိမ်နဲ့ပတ်သက်တဲ့ယောဂါလေးတွေဖြစ်တော့ဂယုဆိုင်ပေးပါလုံးဝမပေါ်ဆက်ပါနဲ့အမျိုးသမီးအမျိုးသားတွေကတော့ကြောက်တယ်တာကြောက်ခနဲ့ပတ်သက်တဲ့ယောဂါလေးလာတဲ့ကိန်းရှိပါတယ်ဗျာနော်ကျမညလုံးစေအောင်စေကနေပါတယ်ပြခဲ့သည်ရှိတော့စနေသားသမီးဆရာဝန်နဲ့ပဲပြပေးရမယ်နော်အခြေအနေအောင်နဲ့ပတ်သက်လို့ရှင်တော့မတားရဘူးဗျနော်အရန်တစ်ချက်ချက်ဖြစ်တာမျိုးတွေအိမ်မွားဆင်းွားတာမျိုးတွေကွဲလာမင်းမကွဲဘူးပြက်လာမင်းလည်းမပြက်ဘူးအဆင်ပြေလာမင်းလည်းမပြေဘူးအဲ့လိုမျိုးဖြစ်ပြီးတိုးတိုးတောင်းဝင်တဲ့စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်တဲ့ကိန်းတွေမှာပါတော့ဂယုဆိုင်ပေါ့ဗျာအထူးသဖြင့်ချစ်သူအိမ်အောင်ဘက်တွေက တင်းလာတို့ဘုဒ္ဓခုတို့ဆိုရင်ပို့ဆိုတော့ဘောကိုလိုကနာဒုက္ခပေးတဲ့အင်္ဂါတို့တင်းကုန်တယ်လို့ဆိုတော့ကိုစီကလုံးဝထွက်သွားတာမျိုးတွေလောင်းဖြစ်တယ်လို့ခေါ်တယ်။ချစ်သူလုံးဝမရှိတဲ့သူတွေဆိုလည်းဒီကလာမှာချစ်သူအသေးရတာကိုလာကန်းလနာမျိုးတွေဖြစ်တဲ့ဆရာတော်ရဆိုတော့အဲ့ကန်းလနာတဲ့သူတွေကိုလောင်းမှလက်မခံသင့်သေးဘူးအရှိလာမဲ့အချိန်ဒီမှာလက်ခံဖို့ကောင်းတဲ့အနေထားလေးတွေရှိတယ်။ဒီကလာမှာလက်ခံလာလို့ရှိရင်အဲ့ဒါဒီခဏတစ်ဖက်ဝင်ပြီးပြန်ထွက်သွားတဲ့သူတွေနဲ့စုံစည်းရတော့ကိုလာကစားတဲ့သူတွေနဲ့စုံစည်းရတဲ့ဘေးဥစားပေးပါမပေါ်ဆက်ပါနဲ့နော်။ပြည်ညာနဲ့ပတ်သက်လို့ရှိရင်တော့တောက်ကြသားသမီးတွေအရန်အရန်ကောင်းတယ်ဗျ။ ဆိုတော့စာဝတ်တွေဖြင့်တခြားဘာအောင်အောင်မယ်ဆိုတော့အနေထားလေးတွေရှိတော့ဘာမှစိတ်မကူးနဲ့နော်ဒီကလာမှာသင်လာရတဲ့ပညာရက်တွေဒီဘဝအတွက်အထောက်မကောင်ပေးမယ်ပညာရက်တွေလည်းဖြစ်တဲ့အတွက်ဆရာကောင်းတမကောင်းတွေလည်းစုံစည်းရတဲ့ပြင်းတွေပါတယ်ပတ်စပို့လောက်တာတို့ဗီဇာလျှောက်တာတို့ဆိုရင်ဒီကလာမှာအောင်နေဆိုတော့အနေထားလေးတွေရှိတယ်အနေငယ်သွားလို့အကောင့်သုံးသောကလာတွေမှာလည်းပါတယ်ပြည်တွင်းပြည်ပခီးလေးတွေသွားတဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ခီးလေးတွေအပျော်ခီးလေးတွေပေါ့အလဲဘက်ခီးလေးတွေသွားတဲ့ကိစ္စမှာပါတယ်အရန်ဝမ်းသာဖို့ကောင်းတယ်အဲ့လိုသွားပြီးနောက်ပိုင်းစိတ်တက်လေးတွေပေါ့ပါပြီးတော့ အငွေကြေးစီးပွားလက်လာပါလိမ့်တွေပို့ပြီးပြည့်စုံလာပါလိမ့်မယ်အတောက်ကြတာသမီးတွေဒီကလာမှာတခုခုလုံးမဲ့ကံမယ်ဆိုရင်စနေသမီးတွေနဲ့ပူတဲ့တံမြင်ပြီးလုံးမယ်အတင်းလာဘုတ်တခုကတော့ဒုက္ခပေးတတ်တယ်လူလိန်လူကောင်းအန်ရလေးရှိတာဖြစ်တဲ့အတွက်အနည်းဆုံးသူတွေကောင်းကောင်းဒုက္ခပေးတတ်တယ်လူမှုရေးကိုအကြောင်းပြုပြီးတော့ပြဿနာလေးတွေအနောက်ရှက်လေးတွေကြောင့်တော့လုံးဝမပေါ်ဆက်ကဘူးနော်နိုဝင်ဘာလ16 18 18 19 21ကအမရန်ကံကောင်းတယ်ကောင်းသောသတင်းစကားတွေနဲ့ကြော်ကြားတတ်တဲ့အနေအထားလေးတွေရှိမယ် အလောက်ကန်အိုးအိမ်နေရာထိုင်ခင်ကောင်းသောပြောင်းလဲခြင်းနဲ့ပြောင်းလဲတဲ့ရာတို့တို့ရာတို့လဆာတို့ရာတို့နာမည်ကောင်းရတာတို့အိတ်ကလာမှာဖြစ်တဲ့ဒီချက်တွေဆိုရင်နိုင်ငံတော်အချင်းမင်းနဲ့ဘောဒူကုံသူစုတစည်းတွေရရှိပန်ချိုင်နာလို့နိုင်ငံအကြီးကဲခေါင်းဆောင်နေရာနေရာနေပအဝင်ဆောင်ရရတာရာတို့တို့ရဲ့အနေအထားတွေအစားကျုံဝတ်တဲ့ကိန်းတွေပါလိမ့်မယ်။အိုးတဲ့အိမ်တဲ့ဆောက်တာအိမ်ပြင်အိမ်စင်လာမျိုးတွေအစားကျုံဝတ်တဲ့ကိန်းတွေရှိတယ်။တံမိုးရှိတဲ့ရွှေငွေယရနာလေးတွေဝင်တဲ့ကိန်းရှိတယ်။တချို့တွေဆိုရင်သားသမီးယရနာတွေရရှိပန်ချိုင်နေဆိုတဲ့ကိန်းတွေပါတယ်။အိမ်ကိုဧည့်သည်တွေပါတယ်ထူးထူးခြားခြားဝင်တဲ့ရဟန်းသားတော်တွေကြောက်ရောက်လာတာမျိုးတွေလောင်းဖြစ်တဲ့လို့ခေါ်တယ်ဗျာနော်။ နိုဝင်ဘာလ20 20နဲ့မှာတော့အညံ့လေးတွေရှိတယ်ဂရုစိုက်ပြီးမယ်ဆိုတော့လူရင်းလူယုံလေးတွေဒုက္ခပေးတတ်တယ်ငွေချင်းနဲ့ပတ်သက်ပြီးခက်ခဲကြံ့ကြာမှုတွေရရရှိတာလေးတွေကမရပေးရရှိတာလေးတွေကမပေးနိုင်မနဲ့ရှစ်တဝါခါနောက်ဆုံးအခက်ဖြစ်ပြီးတော့အဲစိတ်ပျက်စရာလေးတွေဖြစ်တတ်တယ်အရင်ရင်းလေးတဲ့သူတွေကိုအာမခံလိုက်ပြီးတဲ့ကိစ္စတွေကနေစိုက်ရောရတဲ့အနေအထားတွေကစာကြုံရတဲ့ဂိမ်းရှိတော့သတိထားရမယ်နော်အနှက်ရောင်အဖြူရောင်အညိုရောင်မိခိုးရောင်တို့ကိုမိမိတို့ရဲ့အရေးပါတဲ့လုပ်ငန်းဆောင်တော်တွေလှုပ်ဆောင်တဲ့အခါမှာအဓိကထားဝတ်ဆင်သုံးဆွဲပေးပါဒါအပြင် ်နေ့စဉ်ပန်းရောင်စုံရွှေပန်းပရိမနိုင်ပန်းမေမြုပ်ပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုးဝဲတဲ့ဖះမှာဖះပန်းကတာဖြစ်စေနေအဲ့ကနေမှာအလပန်းထိုးတဲ့နေရာမှာပဲဖြစ်စေပြုလို့သုံးဆွဲပေးပါအဲ့တော့တောက်ကြတန်သမီးကျွန်တော်မိတ်ဆွေတွေကြုံရတဲ့အញ្ញံခိုက်တွေกินပြီးတော့ကောင်းတဲ့ကံလေးတွေပိုကောင်းဖို့အတွက်ရရအနေနဲ့ဘာလုပ်ရမလဲဆိုတော့နွားတို့နဲ့ပေါင်မုတ်ကိုသုံးခံကြွားတဲ့ရဟန်းတာတော့တဘာဘာကိုလောင်းလို့ပြအောင်လောင်းလို့ပြလိုက်ပါကောင်းတဲ့ကံလေးတွေပို့ပြီးကောင်းထက်ကောင်းသွားလိမ့်မယ်အញ្ញံလေးတွေกินဖို့အတွက် အဝိအဆုပ်ပြက်တွေဖနှက်ဆုပ်တွေထိဆုပ်တွေကိုရှာဖွေပြီးတော့လန်နိကအမိုက်ပေါ်မှာကိုရံကိုကြသွားရောက်ဆွံ့ပြပလိုက်ပါဒါဆိုတော့ကြုံရတဲ့အញ្ញံခိုက်တွေအေကံမုတ်ချပြေပြောက်သွားပါလိမ့်မယ်တောက်ကြတာသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ဆရာဆုမကောင်းတောင်းပေးပါတယ်ဗျာနော်